င်္ဂလာပါင်္ဂလာပါဒီနေ့လေလောင်းတို့အမျိုးသမီးတွေအတွက်မရှိမဖြစ်အရာတွေပေါ့နော်မရှိမဖြစ်ဆိုအမျိုးသမီးတွေအတွက်အလှပအတွက်လည်းလိုတဲ့အရာဆိုလည်းဟုတ်တယ်ကျန်းမာရေးအတွက်လည်းဟုတ်တယ်ဆိုတော့ဒီနေ့လောင်းတို့အမြဲတမ်းသုံးနေကြနောက်ပြီးတော့အမျိုးသမီးတွေဟိုကိုယ့်ရဲ့လဆင်ဓမ္မတာလာတဲ့အခါမျိုးမှာကိုယ့်ရဲ့အဲပက်တန်ပေါ်မူတည်ပြီးတော့ဘလို့ရည်သုံးရင်ကောင်းလဲဆိုတော့အမြဲတမ်း sharing လုပ်နေကြဆိုတော့ဒီနေ့လောင်းတို့ good lady အကြောင်းလေးပြောဖို့ရှိပါတယ်ဟုတ်ပါတယ် good lady ကိုရိုင်းနဲ့တုံးကြည့်နေရင်လည်းဆိုတော့အခုတော့ဒါပဲတနန်းဆွဲဖြစ်နေပြီဟုတ်တယ်ဒီက budget အားဖြစ်လဲတကယ်စိတ်ဖြစ်တယ်ဟုတ်စိတ်ဖြစ်တယ်ဟုတ်တယ်ပြီးတော့ပစ္စည်းတွေကဈေးကြီးလိုက်တယ်ဆိုလို့ရှိရင်လည်းလောက်2200ကျားရရှိရအောင်ဟုတ်တယ်ပန်ဒီလိုင်းနာကနေစပြီးတော့ညဘက်သုံးတဲ့ night use တွေပေါ့နော်အကုန်လုံးကြီးပါကဈေးလည်းအဆင်ပြေတယ်နောက်ပြီး quality လည်းတော်တော်ကောင်းတာတွေ့ရတယ်ပေါ့နော်ဆိုတော့ good lady ဆိုရင်လောက်တော့အဆင်မြင့်အမျိုးသမီးလားစင်သုံးဆိုတော့ဒီအယောင်လေးနဲ့တွဲပြီးမှတ်မိနေရပါပေါ့နော်ဆိုတော့ဒီချစ်စရာကောင်းတဲ့အယောင်လေးနဲ့ပေါ့နော်လောက်တော့တွဲပြီးတော့မှတ်မိတယ်အဲ့တော့သူ့မှာဆိုရင်ပန်ဒီလိုင်းနာပန်းရောင်လေးရှိတယ်ပြီးတော့ဆိုရင်နေခင်းသုံးဖို့အတွက်ဒီနေရာမှာ ှအဝါရောင်လေးနဲ့ရှိတယ်။ပြီးညဆိုရင်သူထူးကြရညနှစ်မျိုးထုတ်တယ်။နှစ်မျိုးထွက်တယ်။အောင်လို့အရင်တော့ဆိုရင်အမျိုးသမီးလားစင်သုံးဆိုနေညဒီလောက်ပဲခွဲရ။ဒါပေမဲ့ तू ကညဘက်သုံးနာကိုမှအရှိပေါ်မူတည်ပြီးတော့အမျိုးအစားနှစ်မျိုးထက်ခွဲရပေါ့နော်။ဆိုတော့ night 6ညဘက်သုံး6ခုပါတာရယ်။နောက်ပြီး night 8ရယ်ဆိုပြီးရရှိရပေါ့နော်။ဆိုတော့သူ့မှာကြည့်လိုက်တော့ तू ကပုံစံအဖြစ်ကြည့်မယ်ဆိုလို့ရှိရင်အောင်လို့ညဘက်သုံးတဲ့အခါမျိုးတွေကပို့ပြီးတော့အလျားရှည်တာမျိုးပေါ့နော်။ဒီအဲကြီးတာမျိုးပို့ပြီးတော့သုံးတတ်ကြရတယ်။ဒါပေမဲ့အဲ့ဒီမှာမှဘလို့မျိုးသမီးရှိလဲဆိုတော့ဒီနေ့ကကြတော့ heavy flow ပေါ့ ေါ့နော်ဓမ္မတာလာအရန်ကိုများတယ်ပြီးတော့တချို့ဆိုလို့ရှိရင်ရက်တူတယ်ဒါပေမဲ့ဓမ္မတာများများလာတယ်တချို့ဆိုရက်ရှည်နေအများကြီးလာတယ်အထူးသဖြင့်ရက်ရှည်နေအများကြီးလာတဲ့အမျိုးသမီးတွေဆိုလို့ရှိရင်ဒီလိုမျိုးအဲဒီသုံးရတဲ့လစဉ်သုံးပစ္စည်းတွေစရိတ်ပုံပြီးတော့ ကုန်နေပေါ့နော်။ဒါမှမဟုတ်ဆိုရင်လည်းဒီလိုမျိုးကျမ်းမာရေးအရာပို့ပြီးတော့ဒီပမာဏများတဲ့အချိန်မျိုးဆိုလို့ရှိရင်အရန်ကိုတုံးပါတယ်။တနေ့တနေ့ကိုလေလဲလိုက်ပြီဆိုလို့ရှိရင်ခဏနေပြန်ပြီးတော့ကိုယ့်ကိုယ်ကိုစိုးရင်ပြန်အောင် heavy flow သမားတွေဒီအေးအေးဆေးဆေးအဲ့ကာလဆိုမနေရဘူးပေါ့နော်။တစ်ချိန်လုံးကိုယ့်ကိုယ်ကိုတတိဝင်နေရတယ်။နှစ်နာရီလောက်တောင်အေးအေးဆေးဆေးမထိုင်နိုင်တဲ့အမျိုးသမီးတွေရှိတယ်ပေါ့နော်။ဆိုတော့ဒါကြောင့်လုံးဝ heavy flow သွားတတ်တဲ့အမျိုးသမီးလာတတ်တဲ့သူတွေအတွက်ကိုအေးအေးဆေးဆေးနဲ့တစ်ခါသုံးပြီးမှအနည်းဆုံးတော့၄နာရီလောက်အေးအေးဆေးဆေးယုံကြည်မှုရှိရှိနဲ့သွားလာလှုပ်ရှားပြီးထိုင်နေလို့တောင်မှအဆင်ပြေတဲ့ brand တစ်ခုပေါ့နော်။ ော်ဆိုတော့ဒီမှာကျတော့ good lady ကဒီခရမ်းရောက်နုနုပုံစံလေးဆိုလို့ရှိရင်သူကဘယ်လောက်ထိရှည်လဲဆိုတော့290မီလီမီတာအထိရှည်တယ်။သူကညာသုံးလို့တော့ပြောထားတာပဲဒါပေမဲ့လောင်းလို့ကိုယ်တိုင်းသုံးတဲ့အတွေ့အကြုံရဆိုရင်နေကင်းဘက်ကိုလည်း heavy flow ဖြစ်တယ်ဆိုလို့ရှိရင်သုံးရတာအဆင်ပြေတာတွေ့ရတယ်ပေါ့နော်။ဆိုတော့သူကကျတော့သူက night 8ဖြစ်တဲ့အတွက်ကြောင့်မို့လို့ညာဘက်သုံးခုမှာ6ခုပါတယ်အထုပ်ပေါ့နော်။6ခုဆိုလို့ရှိရင်တော့လောင်းလို့တခြားပုံစံလေးနဲ့အစိမ်းလေးနဲ့ရှည်တယ်။ဒါပေမဲ့ဒီကင်းအောင်လေးဆိုလို့ရှိရင်6ခုအနေနဲ့ညာသုံးကိုသုံးတာအဆင်ပြေတယ်ပေါ့။ဒါကတော့နားစင်မှာတော်တော်လေးကိုပမာဏ နာများများလာတဲ့အမျိုးသမီးတွေအတွက်ကို good lady ရဲ့အခုလိုမျိုးပန်းခဲရောင်လေးရတော့လောင်းလို့သုံးခါပို့ပြီးတော့အဆင်ပြေတယ်။နောက်တစ်ခါလောင်းတော့ဒီလိုမျိုးချိန်နေမှာဟော်မုန်းတွေအပြောင်းလဲတွေအရင်ဖြစ်နေတဲ့ခါကျတော့စိတ်မရှိတာမျိုးတွေနောက်ပြီးဒီလို heavy flow ဖြစ်တဲ့ချိန်ဆိုပို့ပြီးစိတ်နှောက်ယှက်ဖြစ်တယ်။ပို့ပြီးအာရုံတယ်လို့လည်းခံစားရတယ်။နောက်ပြီးတော့ဘယ်ဟာအောင်မှစိတ်ထဲမှာမကြည်ဘူးပေါ့နော်။ဆိုတော့ဒီလိုသုံးနေတဲ့ပစ္စည်းမကြည်ရင်ပို့ဆိုးတယ်။သွားလာမှမဟုတ်ဘူးအမျိုးသမီးဆိုထိုင်နေတဲ့အလုပ်တွေလည်းရှိတယ်။လောင်းလို့ဆိုတစ်ခေါက်ထိုင်ပြီးဆိုနိုင်နဲ့ချီပြီးစကားပြောရဆိုရင်ဒီလိုထိုင်နေရတာလုံခြုံမှုမရှိသေးရွေ့။ရားရံတာတက်တောင့်တက်တာ တွေမရှိသေးဘူး။ဖြစ်နေတဲ့အချိန်တွေကကောင်းကောင်းမွန်နေလို့မရဘူးပေါ့နော်။ So good lady ကသူ့ရဲ့အပေါ်လွာလေးရဲ့လုံးဝခြိသားဖြစ်တဲ့အတွက်သူက heavy flow ဖြစ်တာတော့မှကောင်းကောင်းလေးထိန်းထားနိုင်တယ်။သူ့ကြောင့်ပေါက်တယ်ဆိုတာမျိုးတော့လုံးဝမရှိဘူး။နောက်ပြီးတော့ကော်ကောင်းတဲ့အတွက်ရွေ့သွားရလည်းမရှိဘူး။ဆိုတော့ဒီတစ်ခေါက်ကအဲလာစင်ကိုရာသီလာတဲ့ခါမှာပမာဏလည်းအရန်များတယ်။နေကင်းလည်းတုံးချင်တယ်ဆိုရင်ဈေးလည်းတက်တာတယ်။ဒီ good lady ရဲ့ night 290 mm လေးကိုလောင်းနှွှင်းချင်တာပေါ့နော်။သူ့အယောင်လေးကဒီလိုပန်းခဲရအောင်အထုပ်ကလေးပေါ့။ဟုတ်ပါတယ်။အဲ့တော့ ကိုရိုင်းသုံးနေပြီးတော့ပန်တီလိုင်းနားစသုံးတာတော်တော်ဆိုလို့ရှိရင်သူ့မှာထွက်တဲ့အမျိုးအစားလေးမျိုးစလုံးကိုကိုရိုင်းစမ်းတက်ပြီးသုံးဆွဲပြွားပြီးပြီးတော့ရမ်းဆွဲလွှမ်းသွားပြီးအခုချိန်မှာပေါ့နော်ဟုတ်ကြရနော်ပေါ့ပါနေတဲ့တုံးကကဲအဲ့တော့အခုထပ်ပြီးတော့လဲဆိုတော့နေ့စဉ်ကလည်းထန်ညွှန်းပြီးချင်ပါတယ်သူ့ရဲ့အားသာချက်ဆိုလို့ရှိရင်ဒီ9စက္ကန့်အတွင်းအမြန်ခြောက်သွားတဲ့ခံစားချက်သူတို့ကဟိုပုံမှန်အဲ့လိုချိန်ဆိုရင်တော့မှာပဲတာမန်ချိန်နဲ့မတူဒီလိုမျိုးတမတာလာတဲ့အချိန်ကနေရစိတ်ထဲမှာပုံမှန်နဲ့မတူတဲ့ခံစားချက်ရှိရဒါပေမဲ့ကိုလီဒီယာကျတော့9စက္ကန့်အတွင်းအမြန်ခြောက်တာဖြစ်တဲ့အတွက်တက်တောင့်တက်တာနဲ့ နေနိုင်နေဒီဓမ္မရာလာတဲ့ကာလမှာဓမ္မရာလာလေးပါလားဆိုတဲ့စိတ်အနှောက်အယှက်စိတ်ခံစားချက်တွေကိုကင်းဝေးစေရပါတော့အဲ့ချက်ကိုအရင်သဘောကြပါတယ်ပြီးတော့ခြေသားနဲ့လှုပ်ထားတာဖြစ်တဲ့အတွက်နေရအေးမြပြီးအခုလိုရာသီဥတုပူလာတဲ့အချိန်ဆိုပိုဆိုးတယ်နေရလေပုံမှန်အဖြစ်ခြေသားနဲ့မဟုတ်ဘူးဆိုရင်ဘလို့မှအဆင်မပြေဘူးဒါပေမဲ့ခြေသားနဲ့ကုလိတရားကြတာခြေသားနဲ့တေချာထုတ်လှုပ်ထားတာဖြစ်တဲ့အတွက်နေရတတောင်းတတားရှိရနောက်ပြီးတော့တို့တို့ကအဲ့လို heavy flow သမားဆိုပိုစိတ်ပူတာဘာလဲဆိုတော့ကိုကငကိုရေကဓမ္မရာများတဲ့သူဖြစ်တဲ့အတွက်အဲ့လိုကာလဆိုဆိုရိုစိတ်ပြီးတော့ကိုရဲ့အဝိစာတွေစွန့်ထင်းမှလာ လားအိမ်မနေအကြောင်းမဟုတ်ဘူးကွာအပြင်သွားတယ်အကြောင်းသွားရုံသွားအခါမျိုးဆိုလို့ရှိရင်ပူဆိုးတယ်နေရလေတထောင်တထာမရှိဘူးမတက်ထလိုက်တာနဲ့ဒါမှမဟုတ်ထိုင်ရနေထလိုက်တာနဲ့သွားလာတဲ့အချိန်တိုင်းမှာကိုယ်နောက်ကျတော့မလုံသလိုခံစားရတယ်ဗျာဒါပေမဲ့ကိုယ်လက်တွေကိုတုံးလိုက်လို့ရှိရင်အဲ့ခံစားချက်တွေစိတ်ပူတာတွေလုံးဝကင်းဝေးသွားပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့သူကသူ့ရဲ့ဒီဒီလိုင်းနာလေးပေးနာမှာဆိုလို့ရှိရင်ချော်ရိုးလိုင်းလေးတွေကိုတေချာတက်တက်ရက်လှုပ်ထားတယ်။အဲ့ဒါကြောင့်မလို့ဘေးကိုရှန်ကြတာမျိုးလုံးဝမဖြစ်နိုင်ပါဘူး။နောက်ပြီးတော့သူ့မှာအထူးထောက်လှုပ်ထားတဲ့ဂျပန်ဝါတာလော့ခ်တယ်။အဲ့ဒါကြောင့်မလို့ဘလောက်ပဲဟိုကို ့ရဲ့ flow ကများနေပါစေသွေးစည်းစင်းမှုများနေပါစေအပြင်ကိုရိုစိမ့်ကျသွားတာမျိုးလုံးဝမရှိပါဘူးဒီအချက်တွေကြောင့်မလို့နေရတတောင်တတာနဲ့ဒီကာလတွေကအေးအေးဆေးဆေးလေးပဲဖြတ်ကျော်သွားလို့ရနိုင်တာမျိုးပေါ့နော်ဆိုတော့အခုဒီနေ့ဆိုတော့ပြောတယ်ဒီ night eight ဆိုလို့ရှိရင် तू ကညပိုင်းအတွက်ပေါ့နော်ရည်ရွယ်ထားတယ်ဆိုပေမဲ့ heavy flow သမားတွေဆိုလို့ရှိရင်ညပိုင်းနဲ့မဟုတ်ပဲနဲ့နေကင်းကျောင်းသားယုံသွားမှလည်းစိတ်ချလက်ချနဲ့အသုံးပြုလို့ရတယ်ပုံမှန်အဖြစ်မျိုးသမီးတွေကဒီဒမတာရဲ့ငါးရက်လာတဲ့သူဆိုလဲ၃ရက်မြောက်လောက်မှာပို့ပြီးတော့ညာတတ်တယ်အဲ့ဒီကာလဆိုလို့ဆိုလို့ရှိရင်အဲ့လို ရက်မျိုးကြီးကိုယ့်ရဲ့အဲဒီဓမ္မတာ heavy flow ရက်မျိုးဆိုလို့ရှိရင်ဒီလို night ကိုနေကင်းလက်သုံးမလိုက်တယ်အဲ့ခါကျတော့နေရအရန်စိတ်တက်တောင့်တက်တာဖြစ်တယ်မဟုတ်လို့ရှိရင်ပုံမှန်ဒေးသုံးလိုက်မိနောင်မှပဲငါနည်းနည်းများဒီချိန်မှာစိတ်ဖြစ်ပါမလားဆိုပြီးစိတ်ပူတတ်တယ်ဆိုတော့အဲ့လိုလိုမျိုးတွေရှိမယ်ဆိုလို့ရှိရင်ဆိုတော့တို့ကဒီ night 8ကိုဒီတိုင်းမှာလည်းသုံးဖို့အတွက်ညွှန်ပြချင်ပါတယ်ဒါပေမဲ့ तू ကဟိုအလွှာကိုးလွှာနဲ့တေချာလောက်ထားတာဖြစ်တဲ့အတွက်ရိုးစိမ့်မှုမရှိဘူးဆိုတော့မှပဲဖပလလွာလေးနဲ့နေရအရန်အဆင်ပြေတယ်ဒီခါလေးဆိုတော့အဝိစားတွေကလေးဟိုဟို ဒီဓမ္မတာအချိန်မှလည်းကိုသွားတဲ့နေရာတို့ပွင့်လန်းတဲ့ပြင်ပေါ်မူတည်ပြီးတော့ကြက်ကြက်လေးဝေးရတာမျိုးရှိရဲ့အဲ့လိုခါမျိုးဆိုလို့ကျဟိုးအရင်ကထုတ်ပုံးမှုပုံစံတွေနဲ့ဖုံးဖုံးပွားဖြစ်တတ်တယ်တော့တို့တို့ကနေရာတတောင်တတာမရှိရမျိုးကြုံရတတ်တယ်အခုလုံးဝမဟုတ်ပါဘူးကိုလေးတွေကအလွှားလည်းကိုးလွှားနဲ့သူကလုံးဝအဲ့လိုဘာလဲကွန်ပက်ဖြစ်အောင်တေးချာလေးလှုပ်ထားတာဖြစ်တယ်ပပလက်လက်လေးဟုတ်တယ်အဲ့ပပလက်လက်လေးကလည်းရိုးစိမ့်မှုမရှိအောင်ထိန်းလိုက်ထိန်းနိုင်တယ်ဆိုတော့အရာအလုံးအဆင်ပြေရေပေါ့နော်ဆိုတော့နေကင်ကာလာလေးမှာလည်းအဲကိုသွားရမယ့် နေရာလေးပြီးတော့အလုပ်ရမယ့်ကိစ္စတွေမှာဒီဓမ္မတာကာလကြောင့်မလို့စိတ်နှောက်ယှက်လုံးဝမဖြစ်ပဲနဲ့တေချာလေးပေါ်ပါဖြတ်တန်းမှုဆိုလို့ရှိရင်ဂွလီဒီရဲ့ night 8ဒါလေးကိုညွှန်ပြချင်ပါတယ်ရှင်လုံးဝအမခံနိုင်တာရိုစိတ်မှုလုံးဝမရှိဘူးမိန်းကလေးတွေအနေနဲ့အာဒါကိုပေါ့နော်ယုံကြည်စိတ်ချစွာနဲ့ဒါကိုတုံးလို့ရတယ်ဆိုတာမျိုးပေါ့နော် तू ကတကယ်ကိုအလုံးကြုံဆုံးပေးနိုင်တဲ့ပစ္စည်းတစ်ခုပဲဘာလို့ဆိုတော့မိန်းကလေးတွေအနေနဲ့ဆိုရင်အဲ့လိုအချိန်ခါမျိုးမှာဆိုရင်ခုနပြောလို့ပဲဒီအဝတ်အစားဝတ်တာအစအဲ့ဒီဒါကိုဒီမျိုးတိ သမီးလာစင်တော့ပစ္စည်းကိုကိုတုံးထားတယ်ဆိုတာကိုလုံးဝမသိတာအောင်အဲအဲ့လိုပုံစံမျိုးလေးကိုသူကထုတ်လုပ်ထားတာပေါ့နော်အတွင်းပစ္စည်းကအတွင်းထဲမှာပဲနေတာလုံးဝအပြစ်မထုတ်ဘူးသူရှိနေမှန်းတော့မသိရဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးပေါ့အဲ့တော့ဗာလဲဆိုတော့ဇင်းတို့တွေအဝတ်အစားဝတ်တာအစသူကဟို သူ့ရဲ့မီလီမီတာဒါ290မီလီမီတာပေါ့နော်အဲ့တော့ဒီ290မီလီမီတာဟိုရှိမှာစင်တို့ပြောခဲ့သလို360မီလီမီတာလည်းရှိတယ်အဲ့ထက်တော့နည်းနည်းတိုမယ်ဒါပေမဲ့အဲသူကကြတော့စင်တို့အနေနဲ့ပေါ့နော်ဝတ်တဲ့အခါကျရင်လည်းသူကတက်တောင့်တက်တာအနေထားမျိုးရှိတယ်အဲ day or night ကိုတုံးလို့ရတယ်စင်တို့ဒါလစင်တို့ပစ္စည်းဖြစ်တယ်နောက်ပြီးတော့ညဘက်တုံးမယ်ဆိုရင်လည်း AA စစ်စစ်ပဲစင်တို့အိတ်ဆက်ပြီးတော့နေလို့ရတယ်ပေါ့နော်တီးရုံးထပြီးတော့လန့်ပြီးတော့ထလျာမလို့ဆုံးများဆုံးနေလားအဲ့လိုမျိုးဆိုတော့ AA လည်းမပြတ်တော့ဘူးဆိုတော့အရင် န်းကိုအဆင်ပြေတဲ့ပစ္စည်းပဲဖြစ်ပါတယ်အဲ့တော့ဒါကဟိုတုံးနေတဲ့သူတိုင်းကတော့ good lady ဘလောက်ကောင်းလဲဆိုတော့အလုံးကသိပြီးသားဖြစ်မှာပါလို့နော်အဲမတုံးရသေးဘူးဆိုရင်လည်းစမ်းတုံးကြည့်ပါဇင်တို့ပြောတာဟုတ်မဟုတ်ဒါတုံးကြည့်မှသိမှာဖြစ်ပါတယ်ရှင်ဟုတ်ပါတယ်တုံးကြည့်ပြီးတော့ကြိုက်သွားမှာလားကြိုက်သွားမှာသိကြတယ်ဇင်တို့ကတော့ဒါ good lady ပဲတုံးတော့တောက်လျှောက်တကယ်တော်တော်သဘောကျနေကြဟုတ်တယ်အဲ့တော့ဒီ good lady ကကြတော့အဲအကယ်ပေးပေါ့နော်ကိုကဒီ site နေမှာလည်းဝယ်လို့ရတယ်လို့ online ကနေပြီးတော့လည်းဝယ်လို့ရတယ် online ဝယ်မယ်ဆိုရင်အကယ်၍ဒါဇင်တို့ good lady တမျိုးတည်းပဲဝယ်လို့ရတာလားဆိုပြီးတော့ထင်တတ်ကြတာ။တော့ဒီ good good number 1 company အောက်မှာရှိတယ်ဆင်တို့အာ good lady ရောဟာဟာ baby diaper ရောနောက်ပြီးတော့ဒီ spine tissue ပေါ့နော် wet tissue တွေဒါတွေအားလုံးကိုမှကျွန်တော်၄000ပိုးအထက်ဝယ်မယ်ဆိုရင်အိမ်ကို delivery free နဲ့ပို့ပေးမှာအဲ့တော့အရန်အဆင်ပြေတယ်ဆင်တို့အကုန်လုံးစုပြီးတော့မှားလို့ရတာပေါ့နော် product တစ်မျိုးတည်းမှမဟုတ်ဘူးဆင်တို့ဒီ product တွေကိုစုပြီးတော့မှားမယ်ဆိုရင်၄000ပိုးနဲ့အထက်ဆိုရင်တော့ delivery free နဲ့ပါအဲ့တော့ online ကနေမှားမယ်ဆိုရင်ကျွန်တော်အခု good lady ဆိုရင်လည်း good lady ရဲ့ official facebook page ရှိရဲအဲ့ဒီမှာသွားပြီးတော့မှားယူလို့ရပါတယ်ရှင် ဟုတ်ပါတယ်ဇင်းထုံးအဖြစ်လဲเนาะ2000နဲ့2500 2500ဝင်းကျင် အရင်စပြေဒီပစ္စည်းတွေကပဲလောင်းတို့တချို့ပစ္စည်းကအမျိုးသမီးကချွေးတားရှင်မသုံးလို့ရတဲ့ပစ္စည်းရှိရယ်ကိုယ်နဲ့အမြဲမထိတဲ့ပစ္စည်းရှိရယ်ပေါ့ဒါပေမဲ့ကို့အသားနဲ့ထိတဲ့ပစ္စည်းကအရေးကြီးဆုံးပဲအဲ့ဒီမှာမှာလာတိုင်းလာတိုင်းကို့ရဲ့အရေးကြီးဆုံး area ရဲ့အသားနဲ့ထိတွေ့နေတာဖြစ်တဲ့အတွက်လောင်းပစ္စည်းကောင်းဖို့လိုရယ်ပေါ့နော်ဆိုတော့ပစ္စည်းကတကယ်ကောင်းမှာနောက်တစ်ခုအဲ့ညာရဲ့အောင်းနေတာဖြစ်တာများတယ်လောင်းတို့ကလည်းဒီထမိန်နေစကတ်တွေဝတ်တဲ့အချိန်နဲ့ဘောင်းမီဝတ်တဲ့အချိန်တွေရှိတယ်ဆိုတော့အဲ့လိုအချိန်ဆိုရင်အမျိုးသမီးရဲ့ဒီ area လေးဝင်လေးတော့မကောင်းလေပိုးပြီးဘက်တီးရီးယားပြဿနာများလိမ့်လေအဲ့တော့ဒီလိုမျိုးဘက်တီးရီးယား ပေါက်ပွားနိုင်တဲ့တရားပိုးတန်ထားရယ်နောက်ပြီးတော့ခြီးဖြစ်တဲ့အတွက်ချွေးအရန် private area ထွက်တတ်တဲ့အမျိုးသမီးတောင်အဆင်ပြေတယ်။ဒါကြောင့်ဆို good lady ကချက်ချင်း၆တွေ့ရဲ့ effect ပါတယ်ပေါ့နော်။ဆိုတော့သုံးပြီးတော့ပြန်ကတ်လိုက်တယ်ဆိုလို့ရှင်လည်းပဲသူကဆိုးဆိုးမှုလုံးဝမရှိဘူး၆တွေ့တဲ့အတွက်ဒီ bacteria အဲ့နေရာမှာပေါက်ပြီးတော့ပြဿနာဖြစ်တတ်တဲ့အမျိုးသမီးတွေအတွက်လည်း pentiliner သုံးမယ်ဆိုအရန်အဆင်ပြေရယ်ပေါ့နော်။တာမန်ပေါင်းမီတွေကြတာဘာဖြစ်တယ်လဲဆိုတော့လောင်းရှော်ရင်မပြောင်တာမျိုးတွေမချောက်တာမျိုးတွေဆိုဒီ area ရဲ့ရားရံတဲ့ bacteria အရန်ပေါက်တယ်။ပြီးရင်သူကအနမ်းနဲ့အနမ်းထွက်လာတဲ့နေရာဖြစ်တဲ့အခါကျတော့အမြင် ဲတမ်းဂယုစိုက်ပြီးတော့ထိနေရမယ့်အရာတွေ quality လုံးဝကောင်းမှာဖြစ်မှာပါ။အောင်းတဲ့ good lady ကို panty liner ဆက်ပြီးတော့ညဘက်သုံးတဲ့ night ဒါ68 day တိသုံးတဲ့ခါမှာတော်တော်အဆင်ပြေတဲ့အတွက်ဒါခင်ဗျို့မလီကြည့်တဲ့အမျိုးသမီးတွေကိုလည်းပဲကိုသုံးကြည့်ပါ။သုံးကြည့်ရတဲ့ဆိုအားလုံးသဘောကျသွားမှာသိကြရဒီ brand ကလေ။ဟုတ်ပါတယ်။အဲ့တော့ကိုရိုင်းနဲ့သုံးပြီးတော့တကယ်သဘောကျလို့ရယုံကြည်ကြီးနဲ့ညွှန်ပြရတာပါ။ဟုတ်တယ်။တော်တော်ဒီကာလတစ်ခုမှာဟိုဇင်းတော်အဖြစ်လဲတက်တာရမယ်။အဲ့ဒါထပ်ပိုးရေးကြအောင်ပြောတဲ့လိုမျိုးကိုကျမအေးကလည်းစိတ်ချမှုရှိရမယ်ဆိုအဲ့နှစ်ခုစလုံးတကယ်ကိုကိုင်ညီညာဖြစ်တဲ့ တွက်ဟိုချေရတဲ့အမျိုးသမီးတွေပေါ့နော်ခင်ဗျမပြောမြင်အားပေးနေတဲ့ပြည်သက်တွေလည်းတကယ်ကိုကောင်းတာလေးဈေးလည်းတင်တာလေးသုံးစီခြင်းလို့ညွှန်ပေးပါတယ်နောက်တစ်ခုကဒီလိုမျိုးဓမ္မတာကာလမှာအားလုံးတို့ tips လေးအနေနဲ့ပေါ့နော် ဲ့ကာလမှာဆိုပို့ပြီးတော့စိတ်ကမပျော်ရွှင်တတ်ကြအောင်ဘူးဆွေးနေတာအဖြစ်တယ်အဲ့ခါကျတော့အဲ့ကာလတစ်ခုမှာကိုယ့်ကိုအရင်ထပ်ပို့ပြီးတော့ဂယူဆိုင်တင်ပါတယ်တန်ရှင်းပို့ပြီးတော့အရေးကြီးရဲ့လိုမျိုးတကယ်အကြည့်သွေးကောင်းမွန်တဲ့လာစင်တော့ပစ္စည်းကိုရွေးချယ်ပြီးသုံးရမယ်ပြီးရင်ကိုယ့်ရဲ့ကျန်းမာရေးတန်ရှင်းကိုလည်းဒီကာလတစ်ခုမှာပို့ပြီးယူဆိုင်လို့ရှင်နေရလလန့်ဆဆန်လေးဖြစ်တယ်ပြီးတော့သွေးအပြည့်မဲ့အစားအစာမျိုးလည်းတခြားရွေးချယ်ပြီးတော့စားပေးဖို့လိုပါတယ်ဒါဆိုရင်တော့ဒီလိုပြီးရွတ်တိုင်းနေရခက်ခဲတဲ့အချိန်မဟုတ်ပဲနဲ့ပေါ့ပေါ့ပါပါနဲ့ပုံမှန်ချက်တွေလိုပဲအလွယ်တကူဖြတ်တန်းသွားနိုင်မှာဖြစ်ပါတယ်ရှင်ဟုတ်တယ်နော် အရေးကြီးဆုံးချိန်မှာအကောင်းဆုံးညာသုံးဖို့လို့ဟုတ်ဟုတ်ကဲကွတ်လေးအဲ့တော့ဒီနေ့ဇင်တို့ခင်ပြမဒီအစီအစဉ်ကိုလည်း good lady အမျိုးသမီးလာစင်သုံးပစ္စည်းကနေပြီးတော့ကုညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ကျေးဇူးတူပဲတင်ပါတယ်ကျေးဇူးတူပဲတင်ပါရှင့်ကဲပါလာဝန်လည်းကျေးဇူးတင်ပါတယ်ကျေးဇူးပါနော်ကဲပါအဲ့တော့နောက်ထပ်အစီအစဉ်ကြရင်တော့ဇင်တို့ကိုတေစာကျော်ကိုပြည်သက်တီအားလုံးတက်ဖိတ်ခေါ်ပြီးသွားပါမယ်ရှင့်